အားလုံးပဲမင်္ဂလာပါမာရှယ်အကယ်ဒမီ channel နဲ့ပရိသတ်အားလုံးကြိုးဆိုပါရခင်ဗျာကျွန်တော်တို့မာရှယ်အကယ်ဒမီ channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးတဲ့သတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel တစ်ခုပါဒါကြောင့်မလို့မာရှယ်လောကကိုကျင်းနေတဲ့ပရိသတ်ဒီနေနဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မျှတအခန့်ကြပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ online scene နဲ့ Sebastian Cardistan တို့ရဲ့ပွဲရဲ့ပေါက်ကြီးကြောင်းပြောချင်ပါတယ် အွန်လိုင်းဆင်းတဲ့ Sebastian Cardistan တို့ကလာမယ့် October 4ရက်နေ့မှာထိုးမယ်။ပွဲကတော့တော်တော်လေးကိုနီးလာပြီး Lombini Queen နဲ့မှာကျင်းပသွားမယ်။ဟုတ်တယ်နေ့ကလေကျွန်တော်ပြောပြပါပြီ1 championship poster ရမှာကတော့ October 3ရက်နေ့လို့ဖော်ပြထားတယ်ဒါပေမဲ့ဒါကအနောက်တိုင်းစံတော်ချိန် US စံတော်ချိန်ကိုဥတည်ပြီးတော့မှပြတ်မှတ်ထားပြီးလောက်တာကျွန်တော်တို့ပြည်သက်တွေကတော့ October 4ရက်နေ့မနက်မှကြည့်ရမယ်ဒီအကြောင်းကို online စံကိုယ်တိုင်ကလည်းပြည်သက်တွေရှင်းကိုပြောထားပြီးပြီဒါကြောင့်ကျွန်တော်တို့ပြည်သက်အားလုံးလည်း တေချာသီးလောက်မယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီနေ့ကျွန်တော်ပြောချင်တာကတော့ online ဆန်ပွဲရဲ့ခြေချောင်းကိုပြောချင်ပါတယ်လက်ရှိမှာဆိုရင် online ဆန်ရဲ့ခြေကိုဘိုဂီတိုင်တွေကဖွင့်ထားတယ်ခြေနေထားရပြောမယ်ဆိုတော့ online ဆန်ကို4.4လောက်ထိကို ပေးထားတယ် Sebastian Cardistan ကိုတော့1.2လောက်ပဲပေးထားတယ်ခြေနေထားရတော့ online ကအောက်ခြေကိုမှတော်တော်ပြင်းပြင်းကြီးကိုပေါက်နေတာမျိုးကျွန်တော်တို့ကတွေ့ရတယ်လက်ရှိအားလုံးဒီလိုအောက်ခြေပေါက်တာလဲဆိုတော့ အောင်လိုက်ရဆန်းကဗျာနောက်ဆုံးနှစ်ပွဲဆက်တိုက်ကိုရှုံးထားတယ်ဆဘက်စတန်ကာတစ်စတန်ကနောက်ဆုံးသုံးပွဲဆက်တိုက်အနိုင်ယူထားတယ်ဒါကိုပဲဥတီဗီပိုဂီတရချေးပွင့်လာတယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့နောက်တစ်ချက်ကအောင်လိုက်ရဆန်းကအသက်40ရွယ်ရှိနေပြီးအကြပိုင်းကိုရောက်နေတယ်လို့ပြောလို့ရတယ်ကာတစ်စတန်ကတော့ခုမှ34ဆိုတော့အရင်ကြာနေတဲ့အရွယ်မျိုးမဟုတ်သေးဘူးဒါကြောင့်မလို့ပိုဂီတွေကဒီလိုမျိုးချေးပွင့်လာတယ်လို့ကျွန်တော်ကတော့မြင်တယ် ဒါပေမဲ့ဗျာရှင်းပြောရင် online ဆင်းကြီးကဒီလိုမျိုးဖြစ်တင်တယ်လို့တော့ကျွန်တော်ကတော့မမြင်ဘူး။ဘာကြောင့်လဲဆိုတော့ cardistan ဆိုတာကအခုမှ middle weight တန်းကိုတက်ထုံးမဲ့ fighter ဗျာ။ weight တန်းကပြောရင် welter weight တန်းမှာ तू ကစွမ်းဆောင်ရင်ကောင်းနေချပြထားနိုင်ခဲ့သည့်တိုင်အောင်အခုမှပထမဆုံး middle weight တန်းကိုတက်ထုံးမှဆိုတော့ဘလို့ခင်းချင်းနေရှိမလဲ။ပြီးတော့ထိနေတွေးမဲ့ fighter ကလည်းလုံးဝ short တွက်လို့မရတဲ့နှစ်ထပ်ကွန်းချန်ပီယံဟောင်းနဲ့တွေ့ပါဗျာ။ပြီးတော့ striking ပွဲမျိုးပဲဖြစ်မှာ။ ဒါကြောင့်မလို့တယောက်မို့တယောက်ကတော့မှောက်ပါပဲဒါကို UTV ပြောလို့ OK တရားတော့ဗျာသူတို့ရှမင်းအာရိုဂန်နဲ့ပွဲမှာ online ဆိုင်ဆွမ်းဆောင်ရည်တွေကိုကြည့်ပြီးတော့အောင်လာကဒီပွဲမှာလည်းမနိုင်နိုင်ဘူးကာဒစ်စတန်က striker မှာအရင်ကောင်းတယ်စသဖြင့်ပုံစံမျိုးနဲ့ခြေပွင့်လာတယ်လို့မြင်တယ်ဒီခြေကိုတော့ကျွန်တော်ကတော့လက်မခံဘူးဘာကြောင့်လဲဆိုတော့ online ဆိုင်ကဒီလောက်ထိအရင်ကြီးနိုင်ကြနေတဲ့ fighter မျိုးတော့မဟုတ်ဘူးဗျာ striker မိုင်းမှာ online ဆိုင်ကအများကြီးကြံပါသေးတယ်ရှင်းပြောရင်ဒီပွဲမှာဆိုအလုံးထယ်တွေ ပါဝါတွေကအများကြီး꽌နေပါလိမ့်မယ်ဒါတွေကိုကျွန်တော်တို့ကွင်းထဲမှာကြည့်ရမှာပါတိမ့်ပြီပါလေဒီလိုမျိုးအခင်းချင်းကဖြစ်လာမှာပါဘာကြောင့်လဲဆိုတော့ဆဗက်စတန်ကာတစ်စတန်ပထမဦးဆုံးအခုမှမီရဝိတန်ကိုတထိုးမှာပါအောင်းလိုက်ဆန်မီရဝိတန်မှာထိုးနေတာတော်တော်လေးကိုကြာနေပြီဒါကြောင့်မလို့အလုံးအထည်ရတော်တော်꽌နေလိမ့်မယ်ဗျာဒါပြည်သက်တွေအားလုံးလည်းကွင်းထဲရောမြင်ပါလိမ့်မယ်ဒါလို့ကျွန်တော်မြင်တာပျော်ပြတာလက်ရှိမှာတော့ဘိုဂီတွေကအဲ့လောက်ထိကိုခြေပြင်းပြင်းကြီးပေးထားတယ်ကျွန်တော်ပြည်သက်တွေနေနဲ့တော့ ဗာပဲပြပြစောင့်ကြည့်ကြတာပေါ့ဗျာပိုကီတွေကတော့အွန်လိုင်းလုံးဝရှုံးဝင်ဆိုတဲ့ဂျင်းမျိုးနဲ့အထင်သေးတာတော့ကျွန်တော်တို့ကတွေ့ရတယ်ဗာပဲပြပြပါကျွန်တော်တို့မကြခင်မှာဒီပွဲရဲ့ရလက်ကပေါ်တော့မှာဆိုတော့ကျွန်တော်တို့နေနဲ့တူတူစောင့်ကြည့်ကြအောင်ပါအွန်လိုင်းဆိုင်ရဲ့ပွဲကတော့လာမယ့်အော်တိုဘာလ၄ရက်နေ့မနက်ပိုင်းမှာကျင်းပမယ့်1 Fight 36ပြိုင်ပွဲမှာပါဝင်လာမှာပါခင်ဗျာအွန်လိုင်းဆိုင်ရဲ့ပွဲကတော့တော်တော်လေးနီးနေပြီဒီပွဲကလည်းကျွန်တော်တို့ Fighter ရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့အားလုံးတူတူဝန်းရင်အားပေးကြရအောင်ပါအွန်လိုင်းဆိုင်နေနဲ့ အနိုင်နဲ့နှုတ်ဆက်ခြင်းလို့တော့ပြောထားတယ်ဒီပွဲမှာအွန်လိုင်းအစင်းကလည်းဘန်ကောက်မှာလုံးမှာဆိုတော့မြန်မာပြည်သက်တွေတိုက်တိုက်ဝန်းနဲ့ကျွန်တော်တို့1 final set တုန်းကလိုမျိုးပုံစံနဲ့ပဲကျွန်တော်တို့မြင်တွေ့ရမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ပြည်သက်တွေတော်တော်များများလေးအားပေးဖို့အတွက်အစဉ်အသင်းဖြစ်နေကြပြီအွန်လိုင်းကလည်းအခုဆိုဘန်ကောက်ရောက်နေပြီဘန်ကောက်မှာလည်း training အသေးအပေါ်သားလေးတွေလုပ်နေတဲ့သူရဲ့အဖေတွေဆွေမျိုးသားချင်းတွေနဲ့တွေ့နေတာမျိုးတွေတွေ့ရတယ်ပွဲကနောက်ဆုံးပွဲဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့အားလုံးတူတူအားပေးကြမယ်ရှုံးတာနိုင်တာအရေးမကြီးပါဘူးဘာပဲဖြစ်ဖြစ် တူတူအားပေးပါမယ်ဆက်လက်ပြောချင်တာကတော့ကာဒီစတန်က online ဆန်နဲ့ပတ်သက်ပြီးပွဲကြိုစကားသံလေးတွေပြုလုပ်သွားတယ်သူပြောသွားတာတွေကဘာတွေလဲဆိုတော့ online ဆန်ကသူတကယ်ကိုအားကျလေစားတဲ့ fighter သူက online ဆန်ရဲ့ fan အကြီးစားပေါ့နော်ဒါကြောင့်မလို့ဒီပွဲကတကယ်ကောင်းတဲ့ပွဲဖြစ်လိမ့်မယ်။ online ရဲ့နောက်ဆုံးပွဲမှာ तू ကပါဝင်အားဖြည့်ရတယ်တကယ်ကိုဂုံယူစရာကောင်းတယ်။ online ရဲ့ဆန်ကလည်း तू နဲ့ထိုးရတယ်ကျင်းနေမယ်လို့ထင်တယ်။တငယ်ချင်းနှစ်ယောက် fighter ကောင်းနှစ်ယောက်ဒါမဲ့အနိုင်ရတဲ့သူကတော့တယောက်ပဲ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့က သူရဲ့ပြိုင်မဲ့ဖြစ်ဖြစ်မဖြစ်ဖြစ်အမြဲတမ်းဂျင်းနီးတဲ့တငယ်ချင်းတွေနေနေရှိနေမယ်ဆိုပြီးကာတစ်စတန်ကပြောသွားပါတယ်ခင်ဗျာဒါတော့ကာတစ်စတန်ကပွဲချူအင်တာဗျူးမှာပြောသွားတာဒါပြင်ကာတစ်စတန်ကထပ်ပြောတယ်မပြောလဲဆိုတော့သူကအွန်လိုင်းအဆန်းကိုအလဲထိုးပါဝါကိုထုတ်ပြမယ်သူရဲ့အလဲထိုးပါဝါဘယ်လောက်ရှိလဲဆိုတာချပြခြင်းနဲ့ဘာပဲဖြစ်ဖြစ်အွန်လိုင်းကလည်းသိချပြင်ဆင်လာမှာပဲဘာကြောင့်လဲဆိုတော့ဒီပွဲကအွန်လိုင်းအဆန်းရဲ့ professional fighter ပေါ့နောက်ဆုံးပွဲဒီလိုတွေပြောထားတယ်ဒါကြောင့်မလို့ အားလုံးတူတူစောင့်ကြည့်ကြမယ်ဘလို့ဖြစ်လာမလဲဆိုတော့မကြခင်မှာဖြေပေါ်တော့မှာပါခင်ဗျာကျွန်တော်ပြီးတော့ထပ်ပြီးပြောချင်တာတော့မနေ့ကလည်းကျွန်တော်တင်ဆက်ထားတဲ့ Veronica နဲ့ Anasa Masan တို့ရဲ့ပွဲပါဒီပွဲကို One Championship ကဒီနေ့မှာပဲ official ချပြလိုက်ပါတယ်အဲ့ဒီပွဲက November လ10ရက်နေ့မှာကျင်းပမဲ့15 37ပြိုင်ပွဲမှာပါဝင်လာမှာပါ Veronica ကစာချုပ်ရထားပြီးသား fighter အဲ့ဒီအကြောင်းမလို့ Veronica ကို1 championship က1 fight မှာဒီတစ်ခေါက်တော့မတည်ပြီးပဲနဲ့1 fight နဲ့ပွဲမှာတည်ပြီးထားပါတယ်ခင်ဗျာ ဒါကြောင့်မလို့ကျွန်တော်တို့ကစနေနေ့မနက်ပိုင်းမှာပဲအောင်လားပွဲကိုအားပေးသလိုမျိုးပဲအားပေးရမယ်။ဖရိုရဲ့ပွဲတော့နိုဝင်ဘာလ10ရက်နေ့ပါ။ဖရိုဒီဒီချင်းထိုးရမှာတော့မွေထိုင်းပွဲမဟုတ်ပါဘူးကစ်ဘောက်ဆင်ပွဲပါ။အနစ်ဆာမဆန်ဆိုတာကလည်းတကယ်ကိုချန်ပီယံတရဖူးများစွာသိမ့်ပိုက်ထားတဲ့တကယ်ကိုကောင်းမွန်လုံးတဲ့ဝိုင်းဖိုင်တာကြီးတယောက်ပါ။ဖရိုနီကာကလည်းဘောက်ဆင် background ကနေလာတဲ့ဖိုင်တာဖြစ်တဲ့အကြောင်းမလို့ သေချာဆောင်ကြည့်ရမယ်အပရမယ်ဖရော့အတွက်ဒီပွဲကတော့တကယ်အရေးကြီးတယ်ဒီပွဲမှာတော့ဗရိုနီကာကနိုင်ရင်ချက်ချင်းမြန်စင်ခေါ်ခွင့်ရဖို့တော်တော်လေးကိုရှာခိုင်းတော့များပါတယ်ဘလို့ဖြစ်လာမလဲဘလောက်ပွဲချမ်းမလဲဆိုတော့နိုဗ ెంబ ာလ10ရက်နေ့ကျရင်အပေးကြရမယ်ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော်ဒီနေ့ပြောချင်တာတော့ဒါပါပဲ online ဆင်းတဲ့ Sebastian Cardistan ရဲ့ပွဲချီအကြောင်းနဲ့ Veronica ရဲ့ပွဲအကြောင်းကိုကျွန်တော်သိရသမျှတင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာ ။နောက်ရဒီမှာလည်းကျွန်တော်မရှယ်အကယ်ဒမီ channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့ training တွေ one championship UFC ဆရှိတဲ့ training တွေနဲ့မြန်မာကိုစားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာပါ။ဒါကြောင့်မလို့ Martial Law ကိုချိန်နေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားဖို့မြတ်တက်အခင်ကြပါရစေ။ပြည်သူအားလုံးထူးဝဲကျေးဇူးတင်ရှိပါရခင်ဗျာ။